မင်္ဂလာပါခလေးတို့ရေဒီနေ့ဖပြမဲ့ပုံမြင်လေးရတော့လူမိုက်ကန်ကောင်းတခါတော့ငါအိန္ဒိယပြည်ကရွာလေးတွေ့မှာပုံနာတယောက်ရှိတဲ့ပုံနာညံလည်းမရှိဘူးပတ်စံလည်းမရှိဘူးပေါ့ဒါပေမဲ့သူ့မှာသားသမီးတော့အများကြီးရှိတဲ့ ီတော့သူတို့လင်မယာမိသားစုဟာတရွာဝင်တရွာထွန်းနဲ့အရက်လေးမျက်နှာကိုလှဲပြီးတောင်းစားရတာပေါ့အရက်လေးမျက်နှာဆိုအရှိအနောက်တောင်မြောက်လေးမျက်နှာရှိတာပဲဟိုတွားလိုက်ဒီတွားလိုက်နေဒီလိုလှဲ့လေတောင်းစားရင်မြို့ကြီးတမျိုးကိုရောက်သွားတော့တထေးကြီးတူအိမ်မှာအလုတ်ဝင်လောက်ကြတဲ့ သမီးတွေကတထေကြီးရဲ့နွားတွေကိုကြောင်းကြရတယ်။သူ့မိမကတော့တထေကြီးရဲ့အိမ်တွင်းအလုပ်တွေကိုကူညီရတာပေါ့။သူကတော့တထေကြီး လက်တို့လက်ပြတ်တောင်းခိုင်းရတယ်လက်ပါစီအနေနဲ့အမှုထမ်းရတဲ့။တနေ့တော့တထေကြီးရဲ့သမီးမင်္ဂလာဆောင်နဲ့မင်္ဂလာပွဲကြီးကိုကျင်းပတဲ့ မင်္ဂလာပွဲကြီးမှာသူတို့သမီးသူတို့သားနှစ်ဦးနှစ်ဖက်ကဆွေလေးမျိုးတွေအပေါင်းအသင်းတွေဟာဝင်ကြထွက်ကြစားကြတောက်ကြနဲ့အမတန်မှပျော်စရာကောင်းတာပေါ့။လပားစီပုံနာကလည်းအထေကြီးဟာသူ့ကို ခေါ်ပြီးကျွေးမွေးလိုက်မယ်လို့သူဟာမျှော်လင့်နေတယ်။တထေကြီးသားဒီလိုခေါ်ကျွေးလို့ဟာတော့ စီဦးထောဘတ်တွေနဲလောက်ထားတဲ့မုတ်တွေအများကြီးကိုလယ်မြိုခိုက်အောင်ငါဟာစားလိုက်မဟဲလို့ပစက်တပြင်းပြင်းတည်ရတမြမြနဲ့သူဟာကြိတ်ပြီးစဉ်းစားနေတာပေါ့ဒါပေမဲ့တထေကြီးကသူတို့ကိုတတိမရဘူးသူတို့မိသားစုတွေကိုရုတ်တရက်မေ့ထားတဲ့ဒီတော့ပုံနာလဲစိတ်ပြက်တာပေါ့လေ ာနဲ့ညကြတော့သူ့မိမကိုပြောတဲ့ရှင်မရဲ့ကျုပ်တို့ကညံလဲမရှိပတ်စံလဲမရှိဒီတော့ဘသူကမာကျုပ်တို့ကိုလူရမသွင်းဘူးခိုင်းစရာရှိတော့ခေါ်ခိုင်းပါရဲ့ပေးစရာကျွေးစရာရှိတော့ကျုပ်တို့ကိုမိသွားကြတာပဲဒီတော့ကျုပ်အကြံထောက်ကြည့်တယ်ကျုပ်ဟာဘေးရင်တက်တက်တယ်လို့ဆိုရင် လူတွေယူသေးလာကြမယ်အရာကြောင့်ကျုပ်ကပီရင်တက်ချင်အောင်ဆောင်မယ်မင်းကအခွင့်တာရင်အထေးကြီးကိုကျုပ်ပီရင်တက်ကြောင်းပြောပြပါဟုတ်ပြီလားပေါနန်းကြီးဟာသူ့ရဲ့မိန်းမကိုဒီလိုခိုင်းတာပေါ့ဒီလိုအကြံထုံးပြီးပေါနန်းဟာအိမ်ထဲကတိတ်လေးထွက်သွားတယ် မင်္ဂလာဆောင်အိမ်မှာလူတွေအိမ်မော်ကြားလို့ညင်သက်နေတာကိုသိရတော့မြင်းဆောင်တဲ့ကိုဝင်တထေးကြီးရဲ့တမက်သူတို့သာစည်းလာတဲ့မြင်းကိုဆွဲထုတ်သွားတဲ့အိမ်နဲ့အတော်ဝင်းဝင်းကိုရောက်တော့မြင်းကိုလူကွေရာတနေရာမှာအသားကလေးဝတ်ထားလိုက်တယ် မနဲ့ရောက်တော့သူတို့ตาရဲ့မြင်ပြောက်တယ်ဆိုတော့ရှာလိုက်ကြတာနှက်နေတာပဲဒါပေမဲ့ဘယ်နေရာမှာမှမတွေ့ကြဘူးတဲ့မင်္ဂလာဥခါမှာမြင်ပြောက်တယ်ဆိုတာနမိတ်မကောင်းဘူးဆိုပြီးတထေကြီးလည်းအမတန်မှစိတ်ညစ်နေတာပေါ့အဲ့ဒီအချိန်မှာပေါင်နာရဲ့မိမဟာမင်းပြောက်တာကိုအခွင့်ကောင်းယူပြီး တတိကြီးစီလာပြီးပြောတာပေါ့အရှင်တတိကြီးကျမရဲ့ယောက်ျားဟာဘေးရင်သုံးပုံကိုတတ်ပါတယ်ပစ္စည်းပြောင်းဟောရမယ်ဆိုရင်လဲပထမဒန်းစားပဲမယုံရင်မေးကြည့်ပါလားမမိန်ကျမလက်ဖြတ်ခံနိုင်ပါတယ်ရှင်ဒီလိုပြောတဲ့ဒီတော့တတိကြီးကပုံနာကြီးကိုခေါ်တာပေါ့ ုံနာကြီးကလည်းဟန်ကြီးပန့်ကြီးနဲ့ဘလို့လဲသတိမရမနေ့ကတော့ကျွန်တော်တို့ကိုသတိမရပါဘူးဒီနေ့မြင်းပြောက်တော့မှကျွန်တော်ကိုခေါ်တာပေါ့လေသတိကလည်းလေချိုလေးသွေးပြီးအေးကွယ်မတော်လို့မေ့သွားတာပါစိတ်မရှိပါနဲ့နော်အခုမြင်းပြောက်တဲ့အကြောင်းကိုဟောဆဲမအောင် ဒီလိုပြောတဲ့ဒီခါမှာပုံနာဟာဟန်တလုံးပန်တလုံးနဲ့မြေကြီးပေါ်ကိုလက်ညှိုးထောက်ပြီးဟိုချစ်တီချစ်ပီရင်တွက်ချစ်အောင်ဆောင်းနာပေါ်ပြီးတော့မှဣန္ဒြေအကြီးကြီးထားပြီးဟောတာကိုအင်းပီရင်သုံးပုံရဲ့အလိုအားဖြစ်ဆိုရင်သူတို့သားရဲ့မင်္ဂလာမြင်းကိုသူတို့သားရဲ့မင်္ဂလာမြင်းကိုခိုးသူဟာ ညအခါမှာခေါ်ဆောင်သွားပြီးဤရက်ကညောင်ပဲမျက်နာရွာစီယိုခြုံွယ်မှာဖတ်ထားတယ်လို့ပြည်တဲ့အရာထွက်တယ်ကွယ်နေမဝင်ခင်တွားရောက်ဆောင်ယူပါမှကိုမြင်းဒီသူ့မြင်းမဖြစ်ဟန်ကင်းရှိတယ်နာကဒီလိုဟောလိုက်တဲ့ဟောတဲ့အတိုင်းမဲသွားရှာကြတော့မြင်းကို တွေ့ကြတာပေါ့ တော့လူတွေက ပုံနာကိုချီးမွမ်းကြတဲ့ပထေးကလည်းလက်ပါအစီဖြစ်မထားတော့ပဲပညာရှိကြီးအနေနဲ့ကျွေးမွေးပြုစုထားတာပေါ့တနေ့ကျတော့ရှင်ဘီကြီးရဲ့နန်းတော်တွေကကြောက်တံမတဲ့များတွေလူခိုးလူပြောက်ပါလေယောတခိုးလိုက်လဲစုံစဲတော့မရ ရှင်မရင်ကြီးကပုံနာကိုခေါ်ပြီးဘေးရင်တက်ခိုင်းတာပေါ့ဒီချိန်မှာပုံနာဟာအကြံရခတ်တာနဲ့မနေ့ပြန်မိုးတောက်ခါမှာမင်္ဂလာရှိတဲ့အချိန်မှာဟောပြရစီဖျားဘယင်ကြီးကိုဒီလိုရှောက်ထားတဲ့ဘယင်ကြီးကပုံနာကို အဆောင်တော်တစ်ခုမှနေစီပြီးအဆောက်ချက်တွေနဲ့အပြင်မှာစောင့်နေတာပေါ့ တက်ချင်အောင်ဆောင်နေတဲ့ပုံနာကတော့အဆောင်အကျက်တွေချာမှာအတော်လေးစိတ်ဒုက္ခရောက်နေတဲ့။အဲ့ဒီနန်းတော်ထဲမှာအပြူတော်တယောက်ရှိတဲ့။သူ့နာမည်ကမိရှာလို့ခေါ်တယ်။တကယ်တော့အပြူတော်မိရှာဟာနန်းတွင်နေကကြောက်တက်မတက်များတွေကိုခိုးတဲ့သူပေါ့။အခုပညာရှိ ပုံနာကိုရှင်ဘီရင်ကခေါ်ပြီးဘေဒီမင်းမဲဆိုတော့မိရှာလဲတွေးပြီးကြောက်လာတာပေါ့ဒါကြောင့်ပုံနာနေတဲ့အဆောင်နာကိုတွားပြီးတက်တိတ်လေးချောင်းတဲ့ဒီခိုက်မှာပဲသူ့ရဲ့မိမကို အကြံအဉာဏ်လေးထုတ်ပြောလိုက်တယ်သူ့ရဲ့ရှာကိုပုံနာကအပြစ်တင်နေတယ်စီဦးတော်ပဲကောင်းမင်းညွန်ပေးကြိုက်တဲ့ သူ့ရဲ့ရှာကိုသူဟာအပြစ်တင်နေတဲ့ဟေ့ရှာဟေ့ရှာရှာရှိလို့ဒီတစ်ခါတော့သေရသွားဖို့ပြင်မေတော့ပုံနာဟာဒီလိုအဖန်တလဲနဲ့ရွတ်ဆိုပြီးအပြစ်တင်နေတာပေါ့ဒါကိုအပြူတော်မိရှာကကြားတော့ဟင်ပုံနာကတော့ ရှာရှာသေးပြီတော့လို့ပြောနေပြီဘီဒီတော့မတွက်ရသေးဘူးငါခိုးတာကိုသိသွားပါလားဒီလိုဆိုပြီးအဆောင်တော်တွေကိုကြောက်ကြောက်လက်လက်နဲ့ဝင်တဲ့နောက်တော့ပုံနာကြီးခြေထောက်ကို ဖက်ပြီးငိုတာပေါ့အိုးပုံနာကြီးကြောက်တံမရများတွေကိုကျွန်တော်မျိုးမှခိုးမိတာမှန်ပါတယ်ဥယင်တော်တွေကတလဲပြီးအောက်မှာမြုပ်ထားပါတယ်ရှင် လို့ဖွင့်ပြောတာပေါ့ဒီတော့ပုံနာဟာဟန်တလုံးပန်တလုံးနဲ့အိုးမင်္ဂလီငါအကောင့်သိပါတယ်ပြောနေဘူးမလို့ပါဘူးငါကအရင်ဖြစ်လာကိုလည်းသိတယ်အခုဖြစ်တာကိုလည်းသိတယ်နောက်ဖြစ်လာမှာကိုလည်းသိတယ်အခုမဲမင်းကရှစ်ခိုးတောင်းမှန်နေတာမို့မဲမင်းကိုအပြစ်လွှတ်လိုက်မယ်ကွယ်ငါကသာရှိသမျှရွှေကလေးငွေကလေးနဲ့ကတော့ ကဒီလိုပြောလိုက်တာပေါ့ဒီလိုနဲ့ရှင်ဘရင်ကြီးရဲ့ကြောက်တံမဏများတွေကိုပြန်တွေ့တာပေါ့လေပုံနာလဲစုတော်လက်တော်တွေရပြီးနမဲတိတ်ကြီးသွားတာပေါ့ဒါပေမဲ့သူစိတ်ထဲမှာတတိတ်လေးကြိတ်ပြီးကြောက်နေတာကတော့อืมကံကောင်းထောက်မှလို့ဒီတစ်ခါငါလွတ်သွားပြီနောက်တစ်ခါဆိုရင်တော့အခက်ပါပဲ ဲ့ဒီရှင်ဘီရင်ကြီးမှာပညာရှိ အမတ်ကြီးတစ်ပါးရှိတဲ့တကယ်ကိုပညာရှိတဲ့ပညာရှိ အမတ်ကြီးပေါ့လေအမတ်ကြီးကပုံနာကိုတဲ့ပြီးမယုံချင်ဘူးဒါကြောင့်ရှင်ဘီရင်ကိုတိုးတိုးတိတ်ရှောက်တဲ့အရှင်မင်းကြီးဖျားဒီပုံနာဟာဘေးရင်သုံးပုံတက်တဲ့ဆိုပေမဲ့ဘေးရင်ကျန်တဲ့ကိုရွတ်ဖက်လေးလာတာလည်းမတွေ့ရဘူး န်ဆောင်ပြီးလိန်လေလှည့်ပြနေတယ်ထင်ပါတယ်ဗျာ။စုံစမ်းကြည့်ရင်တင့်တော်မယ်ထင်ပါတယ်။ပညာရှိအမတ်ကြီးကဒီလိုလျှောက်တင်တဲ့။ဒီတော့ဘယင်ကြီးကတောက်တော့ရေတကောင်တစ်ခုထဲမှာ ဖားကလေးတကောင်ထည့်ပြီးရေတကောင်ကို အဖုံးပိတ်လိုက်တာပေါ့။ပြီးတော့ပုံနာကိုခေါ်ပြီး ကဲပုံနာကြီးရေဒီရေတကောင်းထဲမှာပါရှိလဲဆိုတာဟောနိုင်ရင်မောင်မင်းကိုဆုလက်တွေကြီးစွာပေးသနာတော်မူမယ်ဒီလိုပြောလိုက်တာပေါ့ဒီခါပုံနာလဲအလိန်ပေါ်တော့မှမို့တိတ်ကြောက်သွားတဲ့တိတ်ကြောက်နေတော့ဘာမဆိုင်냐မဆိုင်သူဟာသူ့ရဲ့အဖေကိုတရိရသွားတယ် သူ့ရဲ့အဖေကိုလည်း तू ကကြောက်ရတာကိုသူ့ရဲ့အဖေကသူ့ကိုငငယ်တုန်းကပြောင်ပြီးခေါ်တဲ့ငယ်နမယ်ကိုသွားပြီးတတိယသွားတဲ့အဲ့ဒီငယ်နမယ်ကတော့မရွှေဖားတယ်ဒါနဲ့သူ့အမိကိုသူခေါ်ပြီးညီးတာပေါ့လေတကောင်းနေကတောက်တော်ကြီးစိတ်စိတ်အေးပါပဲ အေးပေတော်လဲငရွှေဖားပူပင်တော့ကမြာပုံနာကြီးဟာဒီလိုညီးရှာလိုက်တဲ့တကယ်တော့သူဒီလိုညီးလိုက်တာငရွှေဖားဆိုတဲ့သူကတော့စိတ်ပူပန်တော့ကတွေများပြီးဒုက္ခတော့ရောက်ရှာပါပြီဆိုပြီးသူ့အဖေကိုသူကတပြီးညီးလိုက်တာပေါ့တောင်ကြတော့လူတွေကတိတ်သဘောကြတာတဲ့ လက်ခုပ်လက်ဝါးထတီးကြပြီးမှန်နေဟိမှန်လိုက်တာဒီပုံနာကြီးပေရင်တိတ်မှန်တာပဲမတွေ့ရမမြင်ရတာကိုတော့မှန်အောင်ဟောနိုင်ပြောနိုင်နေဒီလိုဝိုင်းမီအဟစ်ကြတာပေါ့ရှင်မင်းကြီးကလည်းအဟုတ်မှတ်တာပေါ့ဒါကြောင့်ပုံနာကိုဆွတော်လက်တော်အနေနဲ့ရွာသုံးရွာအပိုင်စားပေးလိုက်တဲ့ ရွှေတွေငွေတွေဝေါ်ရင်နေလဲပေးတနာတော်မူတဲ့ဒီလိုနဲ့ပုံနာဟာလူမိုက်ကန်ကောင်းဖြစ်ပြီးဖုံတကူကြီးမားလာတာပေါ့ကွယ်ခလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်